င်ခင်ထူးရယ်မဟင်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း15အနေနဲ့ဖတ်ပြပြီးမှဖြစ်ပါရဲ့ရှင်ဒီကနေ့မနက်စောစောမဟင်ကန်တို့ခင်းတွေပေါင်ပေါက်ရှိတဲ့ဖြင့်အလို့သမားတွေကျွင်ရန်မလာအောင်ကစီတမင်းတရေထိုးသည်စီတမင်းကျက်လင်ကျက်ချင်းပင်မဟင်ကန်နေကျေးဦးကိုတပကံထဲ့ကျေးကျေးဦးကနွားချေးကျုံနေရာကလက်စီထားလာသည်မဟင်ကန်ကစီတမင်းကျိုင်းလာတဲ့ဖြင့်တလုံးပြီးတလုံးစားနေတော့လဲကျေးဦးကမတို့ချင်းတလုံးလုံးနေတော့ မဟင်ကန်ကစားလီကျေးဦးရဲ့လို့ပြောရသည်တိုင်ပကံနဲ့တချံအမောင်းထဲထားသည့်စီထမင်းဝဝါနီပဲပြုတ်နန်းစီဆန်ကမှွေလာသည်ဖြင့်မဟင်ကန်တော်တော်စားလိုက်သည်မဟင်ကန်ကလက်တုပ်တော်မှာကျေးဦးကစီထမင်းကိုနိုင်သည်မဟင်ကန်ဝါရီလာဝါပေါညိတာမကြိုက်တာကြိုက်ပါတဲ့အေးရဲ့ငါကညီးဝိုင်းအင်ကအမင်းနဲ့မောင်လေးကိုတွားကြွေးချင်လို့ပါမဟင်ကန်စိတ်မကောင်းဖြစ်သွားရသည်ကျေးဦးကိုစိုက်ကြည့်နေမိ အပြိုပြန်ကလေးတွေချင်းတူတူကျေးဥမှာနွန်နွန်ပပနီသူတပိုင်းရင်ကားအလုပ်ကိုသားလုပ်နေရရှာသည် သူတဝန်တစ်ခါဆာရပြန်တော့လဲစိတ်မဖြောင်းနိုင်ရှာအိမ်ကိုယူသွားပြစီတယ်မအိမ်ကန်ကညှို့ဖို့ကြောင့်ဘက်ကိုထသွားပြီးထဲပြဲကြီးထဲကစီထမင်းတွေကိုငပြောဖက်နေထုတ်လာခဲ့သည်သူတို့စားလက်စားစီထမင်းတွေပါထပောင်းထဲသည်ကျေးဥအိမ်ယူသွားညှိမောင်လေးတွေကိုပါတွားကြည့်ချေတွားတွား မိန်ကရဲ့ငါကဒီအိမ်လဲစားသေးတယ်အိမ်လဲယူသွားသေးတယ်ဆိုတော့ဒေါ်ကြီးပန်းယုံတို့ဒွေးလာအောင်တို့ကဆုနေပါအောင်မယ်ကျေဦးညီတို့အမေပန်းယုံတို့ကပြော့ဖူးလို့လားငါပြေးတောင်ယူသွားကျေဦးကစီထမင်းထုတ်ကိုမလိုက်တော့မိန်ကန်ကပြင်လက်တော့ပွားနဲ့လက်ချောင်းကစီရီတော့ရာကငောက်ခနဲ့ထားသည်မိန်ကန်ကမှန်ရှိမှာဝါးပြီးလေးနဲ့ကောင်းပြီးလိုက်ပြီးထမင်းလက်လက်လောလောကလေးလဲလိုက်သည် အမေမိန်ကန်ကျေဦးတို့အိမ်လိုက်သွားမလို့ အေးအေးတွားအကြိုက်မနေနဲ့နော်ဟုတ်ကဲ့ပါမေရဲ့ကျေဦးတို့အိမ်ကိုမအိမ်ကံမကြာခဏရောက်ဖို့ပါသည်ကျေဦးမေအကြီးကြာညွန့်ကိုရက်ကန်းခတ်ဖို့ခေါ်လွန်းလေမအိမ်ကံမဲတော့ခေါ်ပြရသည်သို့တော့ဒီဘက်ရွက်တီမှာအမိပန်းယုံကမအိမ်ကံကိုအပြင်းသိမ့်မလို့တော့ကျေဦးတို့အိမ်မမဟုတ်ဘယ်ကောင်မှမရောက်ရသလိုဖြစ်နေတာကြာပြီဒီလိုရောက်နေကြဆိုတော့လေကျေဦးတို့မိသားစုကြီးစာဝင်းနေရဲ့ချင်းလေးကိုမအိမ်ကံမဆက်စုခေါင်းထဲမြောက်တာလဲပါပါသည် ရွာထဲမှာကျေးဦးတို့လိုမိသားစုတွေဘလောက်တောင်ရှိနေကြသလဲ။အရာရာပြည့်စုံသူတကြီးသမီး၊မြေပိုင်ထံပိုင်သမီး၊မိမချောမအိမ်ကန်ရင်တဲ့သနာဆာနာတပိုင်။သူနေတက်တလို့တီတီကလေးနေတာကလွဲလင်မအိမ်ကန်ရင်မြတ်ဝန်းနေထဲမှာကျင်နာမှုအငွေသက်တွေရှိမြဲဖြစ်သည်။ကျေးဦးတို့ဝိုင်းထဲရောက်တော့အိမ်မှာဘသူမှမရှိ။ခဏနီခဏနဲ့ခြေတန်ရှိရင်လေးကိုတကားစီထားသည် ခင်းနေတဲ့လှုပ်ဆင်းနေကြပုံပေါ်သည်အိမ်ဝိုင်းဆိုတော့လေတဝိုင်းနဲ့တဝိုင်းခြံစည်းရိုးခတ်ထားတာမျိုးမရှိကျေးဦးတို့အိမ်စည်းရိုးမှာတီးပင်ကြီးတစ်ပင်နဲ့လက်မောင်းလောက်တုတ်သောတနခါပန်းပင်တစ်ပင်ရှိသည်တီးပွေးတွေထားနေသောတီးပင်ကြီးအောက်မှာဝါခွက်ပြင်းနေကလေးရှိသည်တပတ်ဝိုင်းစီမှာမိခိုးတွေဥနေတော့ထင်းမိဖို့ခြင်းကိုတွေ့ရတော့လေလူရဲ့လူရောမမြင်မဲ့အင်ကညီဒီကနေစငါအခင်းထဲပြေးလိုက်အောင်မယ် ။ငါမလိုက်မှာပေါ့ဟဲ့ကြည်ဦးရဲ့။မလိုက်ပါနဲ့။ငါကပြီးမှာချက်ချင်းပြန်လာခင်မယ်ခဏပါ။ကျေးဦးကမရင်ကန်ဖြေကိုပင်မဆောင်ပါ။စီထမင်းထုတ်ကြည့်ပွေးကချက်ချင်းပြေးလေသည်။အိမ်နောက်ဖေးဝိုင်းကျဝိုင်းကြားကပြေးသွားချင်းဖြင့်ကျေးဦးဖြစ်ကိုကြည့်ရင်မရင်ကန်ရည်လဲရည်ချင်းသည်။စိတ်မကောင်းလဲဖြစ်ရသည်။ရည်ချင်တာကကျေးဦး၏အမူအရာကြောင့်ဖြစ်သည်။စိတ်မကောင်းဖြစ်ရတာကတော့မိသားစုပေါ်ရွယ်နေမများတည်တက်မှုကြောင့်ဖြစ်ပါ යි ။ ကျင်းဦးထွက်သွားတော့မအိမ်ကန်တယောက်တည်းကျန်ရင်ခဲသည် ကျင်းဦးတို့အိမ်ဝင်စီကဝလုံးတန်းမှာရီးကြညွန့်ချီခင်နေစီဆိုးပြီးခင်လိုက်လန်းထားတာတွေ့သည်ဖြင့်ကိုပြေပေါ်ကထားကချီခင်ကလေးတွေစီရှောက်ခဲသည် အနက်အနီးအဝါအဖြူအစိမ်းချီခင်ကလေးတွေကတန်းမှာလန်းထားတာလှလိုက်တာအရေးကြညွန့်ပါများရမလို့ပါလေအရေးကြညွန့်ကခင်အားချိန်မှာရက်ကန်အငှားရက်သူဖြစ်သည် ောင်ချမ်းကုန်းရွာမှာရီးကြညုံဤရက်ကန်လက်ရာကိုမိသူမရှိဘယ်ဟင်ကများချီခင်တွေအတားပါလဲမဲ့ဟင်ကန်ကချီခင်ကလေးတွေကိုလက်ပြင်းတို့ကကြည်နေချိန်မှာအနာကခေါ်လိုက်တန်ကြောင့်ဇက်ကလေးပင်တုံသွားမိသည်အရီးကြညုံတို့မရှိကြဘူးလားဗျာချီခင်နန်းတစ်ဖက်ကလူကိုချီခင်ကွင်းရောက်ဆုံနေကြမှမြင်နေရသည် လူလုံးကွဲတော်လဲသူနှင့်မတဲမရဲလူငယ်တယောက်ဆိုတာတော့မဲ့ဟင်ကန်သိသည်လူငယ်ကအတန်ပြူရင်းဖြင့်အိမ်ဝိုင်းထဲဝင်လာပြီ တနခါပင်ရင်မှာမတ်တရနေရင်ကမအိမ်ကံကိုကြည်နေသည်အကြီးကြညွန်းတော့မရှိကြဘူးလားလို့သူ့ကိုမေးနေမှန်းသိတော့လဲမအိမ်ကံပြန်မဖြစ်ဖြစ်ပါဘေးအိမ်ကိုမအိမ်ကံလှမ်းကြည့်လိုက်တော့လဲမိခိုးတွေဦးနေတော့မိဖို့ချင်းကလွဲ၍လူသူလေးပါမမြင်အတန်မလန်းဆိုလို့လဲခက်လန်းလန်းစိုက်ခင်းနေစီကလူတန်တဲတဲကလွဲလီငှက်မြည်တန်ကိုပင်မကြားရမအိမ်ကံကတခါပြန်ကြည့်တော့လူငယ်ကပြုံးပြနေသည် ကျေးဥစီလာတာလားမဲ့အင်ကန်သူ့နာမည်ကိုခေါ်ပြီးမိနေပါရောလားတိပါသားတော့ဟုတ်ဟန်မတူပါတောင်ချန်းကုန်းရွာသားထဲကဖြစ်မိတဲ့ခြေခင်းနေဘက်ကိုတစောင်းလှည့်ထားရကမဲ့အင်ကန်ခေါင်းကလေးကိုငဲလိုက်တော့ကြောက်ဖြူနှစွဲကလေးလှုပ်ခါသွားသည် ဟုတ်တယ်ရဲ့ကိုယ်ဟင်ကိုယ်ဝိုင်းထဲမှာမဟုတ်ပဲသူတစ်ပါးအင်ဝိုင်းထဲမှာယောက်ျားကလေးတယောက်နီးနှစ်ယောက်တည်းရှိနေရသည့်အဖြစ်ကိုမဲ့အင်ကန်သတိထားပြီးတော့မလုံမလဲဖြစ်မိသည် ကျေးဦးကလည်းအေးသေးကြာလိုက်တာနော်ကျေးဦးတို့ဘယ်သွားကြတာလဲကြာအောင်မလားမသိဘူးမဟင်ကန်ကျေးဦးအခင်းထဲသွားတယ်ခုပြန်လာတော့မှာပါမဆောင်ချင်ရင်လည်းမှာခဲ့လीမဟင်ကန်ပြောလိုက်ပါမယ်တုတ်ကလည်းစောင့်ရမှာပါအမေကရီးကြညုံကိုခေါ်ခိုင်းလိုက်လို့ရက်ကန်ခတ်ခိုင်းဖို့လားဟုတ်ပါတယ်ချီခင်နေရပြီလားလို့လာမေးတာဒီနောက်တော့စကားဆအောက်မြကြသလိုတိတ်ဆိတ်သွားပြန်လीအ လူငယ်ကမဲ့ရင်ကံမတက်ရက်နေတာကိုအာနာတော်ဟန်တူသည်ကိုပြစ်စွန်းတွင်ထိုင်နေရကမတက်ထားရသည်တီးပင်ချေမှရှိသည့်ထမ်းပလက်ကလထိုင်ဘက်ကိုလျှောက်သွားကကလထိုင်ပေါ်ကဝင့်ဟောင်းနေဖယ်ပြီးထိုင်သည်မဲ့ရင်ကံဘက်တက်တဲကြီးထိုင်မိလျက်သားဖြစ်နေသည်မဲ့ရင်ကံထိုင်လေရပါသည်အကိုကြီးမြတ်သားပြန်သွားပြီလားပြန်သွားတာကြပါပြီအကိုနဲ့တီးလို့လားတီးတာပေါ်မဲ့ရင်ကံကျောက်ကဆောင်းချန်းကုန်းသားပဲဟာမဲ့ရင်ကံမမြင်လို့နေမှာ ကြည်တော်ကုန်းတက်ဆက်ပွဲတုန်းကကျုပ်ကိုကြီးမြတ်သားနဲ့အတူရှိနေတာမနက်မှရွာပြန်လာတာရယ်။အော်ကိုမြတ်သားနေခင်းဒီဆိုတော့အကိုလုံနေသည့်အလုပ်တွေထဲမှာပါနေသူများလား။ကြည်တော်ကုန်းကိုညာအင်းညာနေလာသည်ဆိုတဲ့ကကိုရှိသည့်နေရာကိုလိုက်တာပဲဖြစ်ရမည်။အကိုမောင်မြတ်သားနေရွယ်သူမဟုတ်တော့လဲ။အကိုနောက်မှဒီလိုလူငယ်တွေတထွေးကြီးပါလာတတ်တာကိုမဟင်ကန်ထုံညာကတွေ့လိုက်ရသည်မဟုတ်လား။ ထိုညကအခုတောက်ခေါက်တန်ကြောင်မယင်ကံပင်ရင်တုံသွားခဲ့ရသေးတာကုန်။အဲ့ဒီညအခုနောက်မှာတော့တအုပ်ကြီးတွေ့တာမယင်ကံအိမ်ရဝင်တော့အခုတောက်ခေါက်တန်တော့ကြားလိုက်ရသေးရဲ့။ကျုပ်တို့ကတောက်ခေါက်တာမဟုတ်ပါဘူးဗျာ။ကျုပ်တို့ကတောက်ခေါက်တာမဟုတ်ပါဘူးဗျာ။အင်္ဂလိပ်တွေကတောက်ခေါက်တာပါ။အဲ့ဒီညကကျုပ်တို့တညလုံးမအိတ်ကြဘူး။အခုကြီးမြတ်တာစကားတွေနားထောင်နေခဲ့ကြတာရဲ့။ထိုစင်ပါပြီ။ဈေးဝမော်တော်ကပြန်ရောက်လာခဲ့သည်။ မဟိန်ကန်နဲ့လူငယ်တယောက်စကားပြောနေတာတွေ့တော့မဟိန်ကန်ကသူ့ကိုများစုနေလေးမလားတွေ့မိတယ်။အခုနေမဲ့မဟိန်ကန်ကိုတယောက်တည်းထားခဲ့ရပါမလားလို့အမေကသူ့ကိုစုနေသေးသည်မဟုတ်လား။မဟိန်ကန်ရင်ညို့ထားခဲ့လို့အမေကငါ့ကိုစုနေတာအိမ်မှာနေရထိုင်ရမတင်မတဲနဲ့တဲ့။တအောင်ရောက်နေတာလား။အေးအမေကအကြီးကြံညို့ကိုချီခင်းနေရရင်ရက်ကန်ဝင်ဖို့ပြောခိုင်းလိုက်လို့ ။ကြည်ခင်နေရနှစ်ဖြန်ဆိုရင်ရပြီ။ညနေအမေကိုကြီးတော်ဆန်ရွှေစီလှုပ်လိုက်မယ်လေ။အေးအေးဆက်ဆက်ပြောလိုက်နော်ကြည်ဦး။မဟင်ကန်ကြုံပြန်မနော်။မဟင်ကန်ကိုနှုတ်ဆက်ရင်အားစိုက်ခနဲကြည်လိုက်တော့ကြည်တောင်။မဟင်ကန်ရင်ကလေးဖိုးသွားသည်။မဟင်ကန်၏မျက်နှာလေးမှာနေရောင်ထိုးထားသည်။ကြည်ရသည်မဲ့တလုံးလိုရဲမဲ့သွားခဲရပါ යි ။ဒီလိုဒစိမ်းယောက်ျားပြုတ်လေးတရားရဲ့အကြည့်စူးစူးကိုမဟင်ကန်ရင်ကမကြုံဘူးခဲပါ။ အသားညညမြုံဝန်းနဲ့နဲ့ဘူစတော့ဝပါနေဆိုတော့လူငယ်ကလူပုံချောတရားပြေဝိပုံစားပုံကြည်ရောပြင်တောင်တကြီးအယူဆက်သေးကဖြစ်မည်ဟူမှန်းလို့ရသည် ထောင်လိုက်စဉ်ရက်ကန်းကြပစိုးကိုတတဲရရဝှထားသည်ဖြင့်အရက်ရှည်သလိုလိုတော့ရှိသားမဟိကံကသူ့ကိုနှုတ်ဆက်တာကိုကြောက်ကြည့်နေပြီးမှ ဟုတ်ကဲ့ဟူဆိုလိုက်သွားကြစို့မဟိကံတော်ကြီးပိုင်ရောကငေါ့ငေါ့တော်မလားမသိဘူးမငေါ့ပါဘူးကြေးဥရဲ့မကြလှသေးပါဘူး ဒါထက်သူကဘသူတော့ကြည့်ဦးရဲ့ဟော့တော်မိန်ကန်တိတယ်မှတ်တာအဲ့ဒါရွာတောင်ပိုင်းကတကြီးဥတာထုံးနဲ့ကြီးတော်ဆန်ရွှေတို့ရဲ့တာထွေဆုံးလေးမမကွန်ဖြူနဲ့ညတဲ့ကိုကြီးတာမောင်ရဲ့ညီငယ်ဆုံးတာအောင်ရဲ့တရွာတဲ့တာဆိုတော့မြင်ဖူးတတော်တော်ရှိပါရဲ့လူနဲ့နာမည်နဲ့တွဲမသိတာကဲတွားကြစို့ကျင်းဦးကတလန်းလုံးတာအောင်မိပါရင်ကြောင်းပြောလာခဲ့သည် ငွေကြေးချမ်းသာကြီးမဟုတ်တော့လဲမြေပိုင်ထမ်းပိုင်ကုန်နှစ်အတွက်နေနေထိုင်ကြသူများဟုဆို၏။တာမောင်တာဆောင်တာအောင်ညီကို၃ယောက်စလုံးကမိဘစည်းဝါးကို တက္ကစီဝင်လုံနိုင်ကြပြီဆိုတော့ကြီးတော်ဆန်ရွှေကတာ၃ယောက်အားနဲ့မျက်နှာကိုမော်ထားတော့တာလည်းပါသည်။ရွာကထွက်သည့်ပဲရင်နန်းနေဝါတွေကို တိုင်ခမ်းသိမ်းပြီးမြို့တက်ရောက်ကြတာ။ညီပေါင်းရပေါင်းပေါင်းနှံများခံ၍တီးနှံပေါ်ချင်းအတို့ပြေတိန်နာတွေကိုလည်းကျေဥပြောမှသိရတော့သည်။ တောင်တို့ဖေဦးကြီးသားတို့နေကြီးတော်ဆန်ရွှေတို့အကြောင်းပါတော့ကြီးတော်ဆန်ရွှေမိဘများကသဘောမတူခဲ့ကြကြီးတော်ဆန်ရွှေတို့ကပြစီရှိသည်ဦးကြီးသားတို့ကလူယိုကြီးဖြစ်ရောမကလဲခင်းကိုင်းခင်းမှလည်းတုံးမဖြစ်တော့တယင်းကနှစ်ယောက်သုံးယောက်ထားကကြီးတော်ဆန်ရွှေကပဲဦးစီဦးဆောင်လုပ်ခဲ့သည်ကြည်တော်ဆန်ရွှေရေးဆန်းစွာကြောင့်မိဘကပေးလိုက်သည့်လက်ငုပ်လက်ရင်မြေနှက်ခွက်သုံးခွက်ကနီးအခုတော့မြေဆယ်ခွက်မကရှိနေပြီဆယ်ကြီးတော်တွင်းငယ် ဒိုးကြီးတော်စင်ငယ်ဆိုတာလို့။ဦးကြီးတာတော်ရိုးတလားလက်ကြောမတင်တလား။ကြီးတော်ဆန်ရွှေက တောင်းတမောင်းတရှိသည်ဒီတော့။အိမ်မှာကြီးတော်ဆန်ရွှေကြီးဩစာကြည်လာခဲ့သည်။ကြီးတော်ဆန်ရွှေကြီးစကားတီလာခဲ့သည်။ကျေးဦးပြောပြတာတွေကိုမအိမ်ကံပစဟောင်းတာနာထောင်နေသည်။ဒီကြားထဲကဦးကြီးတာတော်ကိုပျော့သေးတဲ့။ကြုံမလဲဆန်ဖြူဆန်ကောင်းတဲ့မျက်တီးခမ်းမိတယ်လို့ပဲ။ပြုတ်ဆက်ဆက်နဲ့ပါတော့တဲ့။လင်းများနှောက်တာယုံလိုက်ရင်စမှုပေါ်လူစောတာဖြစ်သေးတဲ့။ လူတွေကဦးကြီးတာတုံးကယုတ်လာပါတော့ရှာထားတဲ့ပစ္စည်းမပြုံးမတိရှာပါဘူးပြောတော့ကြီးတော်ဆန်ရွှေကစကောမဟုတ်စကားမဟုတ်ပါတော့လို့ပြောတတ်တယ်။တလောက်ချမ်းသာလာတာတောင်အမြာနေပါအောင်ကြည်ဦးရဲ့ညို့တာတွေဘသူကပြောတာတော့ကြွားတဲ့ရက်တည်းပြောနေကြတာပေါ့မအိမ်ကရဲ့ဒီလိုပဲကြားနေရတာอืมပြောပါအောင်ကြည်ဦးပြောတလို့ဆိုရင်ကြီးတော်ဆန်ရွှေကပတ်စံမျက်နာပဲကြည်ဒီဆိုရင် ဆင်းရဲသူဆင်းရဲသားများပေါ်အရင်ပင်အတူချာမဆန်နိုင်တော့တူရင်ပေါင်းမှတ်ကအရင်ပြေထိုရင်ပေါ်အတူချာမဆန်နိုင်တော့တူရင်ပေါင်းပြေထိုအခါဆင်းရဲသူဆင်းရဲသားတို့ခမရှိသည့်ပစ္စည်းလက်ရထိုးအပ်ရတော့သည်ဆို၏ဆက်တိကြားကအကျွင်းပြေသေးလင်တယောက်ယောက်ကိုအိမ်ခေါ်ခိုင်းသည်ယောက်သားသားဆိုလင်တရင်ငါအလုံးမိမသားဆိုလင်အိမ်အကူအလုံးပတ်စံနှစ်တွယ်ရင်နှစ်ပေါက်သွားလုပ်ပေးကြရသည်ဒီစကားတွေကိုကြားတော့မအိမ်ကန်အံ့ဩမိရပါသည် ဒီလိုလူတွေစောင့်ချမ်းကုန်မှာတကယ်ရှိနေတာလားဒီလိုရက်ဆက်မှုတွေကိုစင်ရဲသူစင်ရဲသားတွေကလည်းကြောပိုးရင်စည်းခံနေကြရရှာတဲ့လားဟုတ်ကဲ့လားကြေးဦးရဲ့အဲ့ဒီလိုလူတွေရွာမှာတကယ်ရှိလို့လားမဲ့ရင်ကန်ပြင်ကြားရတာတောင်စိတ်မချမ်းသာလိုက်တာမဲ့ရင်ကန်နဲ့တော့ပြော့ရကြက်လိုက်တာမဲ့ရင်ကန်အိမ်ပေါ်မှာပဲနေတော့ရက်စကားရွာစကားဘေးကြပါမလဲငါတို့ပြင်ဓာတ်နဲ့စားလဲရတာထန့်နေပေါ့မေကိုရက်ကန်ခက်ခေါ်တာချင်းတူလို့ ဒေါ်ကြီးပန်းယုံခေါ်တာနဲ့ကြီးတော်ဆန်ရွှေခေါ်တာမတူဘူးသူတို့စီရက်ကန်သွားခိုင်းဘာမှမရခဲ့တဲ့အပြင်အကျွေးတောင်တင်ရသေးတာဘလို့ချီဥဒေါ်ကြီးပန်းယုံဆိုရင်ရက်ကန်ခခရောအပြန်ဆန်ရောပဲရောကျုံထဲပေးလိုက်တာကြီးပဲကြီးတော်ဆန်ရွှေကြီးတွားခိုင်းလောက်ခရဲ့လို့ပတ်စံမပေးဘူးရဲ့ဆန်တစိမ့်ပေးလိုက်တာရက်ကန်ခလည်းနှင်းပြီးသားဆန်လည်းရောင်းပြီးသားဖြစ်ကြရောမရင်ကန်ခေါင်းကိုခိုင်ရန်လိုက်မိသည်ကျေးဥစကားတွေကိုကြားရတာယုံကြည်စရာတော့မရှိပါလား ตาริยาก็เฮ้ตาริยาไม่อินบาပြောมาแต่ดอตาจีโกตามาก็มะมากวนผู่เนี่ยยะเตะลิแม่งแกเยมะมากวนผู่ก้นหนองไก่นะกังก้องโลตุตาเนี่ยยะเตะปงลีตันล้วนดีตามะมากวนผู่ซอคู่ก้นหนองไก่โลไม่หน่วยไหนดอบูเฮ้กะเลตะพันเนี่ยเป้โพถูย้วยเนี่ยตาโอ้เฮ้ကိုနောက်ကင်ဟောင်းမမကွန်ဖြူတရားသကောတစနေပဲပို့ထိုးရွရတဲ့ဘွာရောက်နေရတဲ့လားအင်းလီ မိမသားဆိုတော့လေအိမ်ထောင်ရသားကြတော့ရင်အိမ်ထောင်တာဝန်ဝိုင်းလို့ရမှာပေါ့အိမ်ထောင်တာဝန်နေထမ်းရွက်ရမှာပဲပေါ့ပဲပို့ထိုးရရတာကိုအောက်ကြသည်လူမအိမ်ကံမမြင်ပါတို့တော့ချွေးမချိုးကိုတော့မှနင့်နင့်ပူပူပြောရဲဆိုရတာကိုစိတ်ချမ်းသာဖြစ်ရပါသည်ဒီเจ้าတွေကမအိမ်ကံညဘက်အိမ်ရဝင်သည်အထိအတွေ့ဆက်နေမိသည်ဂျေးဦးအိပ်ပျော်သွားတော့လေမအိမ်ကံအိမ်မပြောနိုင်တရွာလုံးတိတ်ဆိတ်ငြိမ်သက်နေသည်ဘာပဲဖြစ်ဖြစ် ယောက်ျားကလေးတယောက်ဤမျက်လုံးလေးကိုမအိမ်ကန်အူဖြဲဖြားကြုံခဲ့ရပြီ။သူ့မျက်လုံးလေးကတကားကောင်လုံးအခုံးငွေတွေများပါနေရောသလား။မအိမ်ကန်ရင်ထဲအုံအုံနှွေးနှွေးကြီးခန်းစားရတာခုထိမပြောင်းချင်သေး။ဒီသက်ရွယ်ထီးယောက်ျားကလေးတယောက်နီနှစ်ယောက်ထဲနပူတွေတူတွေမစုံဘူးခဲလေတော့။ဒီဖြဲကထူးဆန်းနေသလိုလိုခန်းစားနေမိရပါပြီးတော့အကိုမြတ်တာကိုလည်းလီစားပုံရသည်မအိမ်ကန်ကိုလည်းတလီတစားရှိတာပဲမဟုတ်လား။ မရင်ကန်ကအိမ်ပေါ်မှာကြီးနေတော့ရက်စကားရွာစကားဖေးကြပါမလဲဆိုသည်ကျေးဥစကားကအမှန်ပဲဖြစ်သည်လောကထဲမှာမရင်ကန်မသိသေးတာတဲ့အများကြီးရှိသေးပါလားမရင်ကန်မခံစားဖို့သည့်ခံစားမှုတွေ ရှိသေးပါလားအတွေးတွေကြားကပင်မရင်ကန်မျက်လုံးလေးတွေဆင်းလာရကအိပ်ပျော်သွားခဲ့သည်ဒီကနေ့အဖိန်နေ1298ခုနှစ်ဝါဆိုလဆန်း14ရက်နက်ဖြန်ဝါဆိုလပြည် ဝါဆိုလာပြင်းနေဆိုလျင်မအင်ကန်တို့ရွာတွေမှာဝါဆိုပန်းကက်လေးရှိသည်တရွာလုံးကဖုန်ကြီးကြောင်းတွေစီဒီဖျားဆင်းသူဖျားတွေမှာဝါဆိုပန်းကက်လူကြမြဲပြီးပွဲကြီးလန်းကြီးရဲ့လို့မဟုတ်ပဲခါကြီးရဲ့ကြီးနေဖြင့်ဖုန်တော်ကြီးကြောင်းတွေကိုဝါဆိုမောဝါဆိုစွန်းချက်ပြုတ်ပေါင်ထုတ်ကစက်ကက်လူတန်းကြသည်ဖဲကန်တို့လိုအပြိုလေးတွေက ရွာရဲ့ဝင်ကျင်ကပွင့်သမျှပန်းတွေကိုလဲခူးကြရင်ကိုစုနှစ်ကိုလှလှပပကြောကြောရင်ရင်ကလေးဝစင်းက ပန်းရေချမ်းစီမီတွားရောက်ပူဇော်ကြသည်ဒီကနေ့လုံညာဆိုလင်မအိမ်ကန်တို့အိမ်မှာမုံဖတ်ထုံမုတ်စီကြော်လေးလှုပ်ကြမှာဖြစ်သည်မအိမ်ကန်ကမနှက်မိုးလင်းပြုနေကြအတိုင်းညနာသေးကိုလက်တန်းစင်းမီအိမ်ပေါ်ထပ်ပြိုခမ်းထဲမှာတနခါရေကျဲကလေးလင်းစပင်ကိုအုံးစီမွေးလေးလူကစတုံးကလေးထုံနေသည်။မဲဟိကန်စပင်နေအုံလုံးသိမ့်လို့ရသွားခဲ့ပြီ။ နှစ်ပတ်ရှောစတုံးပုံပုံကလေးကိုထုံးပြီးညအူကုန်းထားသောမျက်လေးပန်းကုန်ကလေးကိုရပန်းလိုက်အိမ်နေရင်ဝဲချီတဲ့ကလန့်စင်ကလေးနဲ့ပင်ဝါရင်ဖုံးလက်ကအင်ကြီးကလေးကိုယူယူတာဝစင်ထားပါ၏မျက်ခုံမွေးထူထူပေါ်ကတနခါမုံလေးကိုပြီးဖြင့်ချင်နေတော့အယောက်ထမမြင်ဟီတန်တစ်ချက်ကြားလိုက်ရသဖြင့်ပဒင်းပေါကငုံချီလိုက်သည်အဖေကသူ့မြင်ကြီးစိတ်ပွင့်ကိုပချက်ကျူတွေတက်နေတာတွေ့ရပါ၏အဖေကသူ့မြင်ကြီးကို အင်မတန်ချစ်ရှာပါသည် ေကလဲစီခဲ့သည်ပစ္စည်းတင်စရာဝင်ပါလင်လဲစီသည်ကလွှဲ၍တော်ရုံတန်ရုံမြင်းကိုသာစီးလဲရှိမြင်းကခྱི་တွင်သည်လှဲမောင်းသမားလူပိုခေါ်စီရမလို့မြင်းနေဆိုတော့ကြိုကြိုကြာကြာရောက်နိုင်တာလဲပါပါ යි ဖေမရင်ကန်ခေါ်တန်းကြောင့်ဦးတာထံမော်ကြည့်လိုက်သည်ဟေးဗျာဟေးဗျာအဖေတော့မလဲအိမ်ကက်တယ်မရှိဘူးအခုကဘဲသွားမလို့တော့ကတ်နိုင်ပါအောင်ဗျာညိမေရှိတာဟာကော အဖေမဟင်ကံကိုမျက်စိတင်ပေးစမ်းပါဟေးအေးဟုတ်တယ်ငါသမီးကိုတက်ရအဖေတင်ပေးရမယ်အဖေကဒီလိုဆိုလိုက်တော့မဟင်ကံစဉ်းနေသွားပါ යි အဖေကိုမဟင်ကံချစ်ပါသည်အဖေကသူ့လုံးလောက်သာဂညူဆိုင်သူဖြစ်တော်လဲမဟင်ကံတို့တွေကို မပူမပင်မကြောက်မကြထားရှာသည်ညုံမျိုးပိုင်များနေတင်အောင်ပေါင်းတတ်သလိုရွာကရွာသူရသားတွေပေါ်အခွင့်အတုံးအဖေစီလိုအောင်ခေါင်းခန့်ရှာသူဖြစ်သည် သူတစ်ပါးပေါ်မတရားပြုကျင်တာမျိုးမရှိတော့လေတကြီးဆိုဒီကုံကိုတော့ဖိမဆက်သည်ဒီအတွက်လဲဆိုရပိုင်းကိုတာဝန်ကြီးကျင်သလောက်ကြီးနေသူသားဖြစ်အဖေမြင်းကြီးနဲ့ထွက်သွားသည်ဒီမဲ့ကံပတင်းဝါကငေးကြည့်နေခဲ့သည် အဖေထွက်သွားပြီးတိတ်မကြခင်မှာအိမ်ရှိကိုလဲတစည်းလာရဲ့သည်လဲသမားကလူနှစ်ယောက်ချထားခဲ့ပြီးမောင်းထွက်သွားတာကိုမဲ့ကံလမ်းကြည့်နေခဲ့ဘသူတွေများပါလဲ အဖေအမြင့်ကြီးနဲ့ထွက်သွားတဲ့ကဝိုင်းတကားမပေးရသေးတော့ဧည့်သည်နှစ်ယောက်ကဝိုင်းတိုက်ထဲတံဝင်လာခဲ့သည်တကြီးမင်းတကြီးကတော်တို့နောက်ဖေးကမလာအောင်ပြေးထွက်လာသည်ကြွားကြပါတကြီးမင်းတော့အနောက်တံပတ်သွားထင်ပါရဲ့တကြီးကတော်ရှိပါသည်အော်ဘသူများမှတ်တယ်ကိုထိန်တောက်ကိုမဟင်ကန်ကြီးချင်သွားသည်ဆရာလေးကိုတောက်ထိန်ကုန် မလာအောင်ကကိုထိန်တောက်တယ်ဆရာလေးကတော့မလာအောင်ကိုပြုံးလို့သားကြီးနေသည်ဆရာလေးကိုတောက်ထင်ကသူ့ထုံးစံတိုက်ပုံတိုက်ပုံအင်ဂျီကြီးကြီးကိုဝတ်ထားသည်ရိုးပေါ်ရိတ်တယ်ပိန်ပိန်ပပဆိုတော့လမ်းလျှောက်တိုင်းကန်ကန်ကြီးဖြစ်နေဧည့်သည်တွေကအိမ်မကြီးဘက်ဆက်မသွားကြပဲအိမ်ရှိတည့်ပင်အောင်မှခင်းထားသောအိမ်ခန်းစပွဲမှာဝင်ထိုင်ကြသည်မဟိန်ကန်အိမ်ပေါ်ကဆင်းလာခဲ့သည်အမိပန်းယုံလဲထွက်လာခဲ့ပြီး ဆရာလေးတို့လာလဲကြတာလားဘဲနဲ့တော့ចောင်းကိုစင်ပြေရဲ့လားကျုပ်တို့လည်းမြောက်ရပါဘူးဝတ်တရားများပြက်ချက်တော့လာလဲကြတယ်ပြောပါတော့ခင်ဗျာဒီကနေ့ဖိတ်နေဆိုတော့နှစ်ပြန်ចောင်းပိန်မှနဲ့ရက်တွက်ပြီးထွက်လာကြတာပါလဲဆရာတော့ရွာထက်ပံမောင်းသွားတယ်ခဏတစ်ဖြုတ်ပါပဲမဟုတ်တာဆရာလေးရဲ့ဒီမှာသမင်းသုံးဆောင်ပြီးမှခီးဆက်ကြပါသမီးဟင်းများတော့တကူးတကာမရှိပါဘူးအញ្ញံတင့်ပါတယ်မလောင်ကဆရာလေးတို့အတွက်ရင်နေပွဲလာချသည ဆရာလင်းကိုတောက်ထင်းကမိပန်းရုံကိုတိုက်ပုံထဲကစားရစောင်းထုတ်ပေးသည်စာကတွင်စင်နေပြီမနေ့တနေ့ရပဲစာရောက်လာကြောင်းမိခင်နဲ့နှမလက်ထဲထဲဖို့မလိုက်ကြောင်းနေပြောပြသည်အမိပန်းရုံကစာကိုမဲ့အိမ်ကံကိုကမ်းပေးပြီဖတ်စံသမီးဟူဆိုသည်မဲ့အိမ်ကံကစာအိတ်ခေါက်လေးကိုဖြီးကဖတ်ပြလိုက်သည်ကျေးဇူးရှင်အဖေအမေနဲ့တကွာနှမကံကလေးတို့ကျမ်းမာချမ်းသာကြပါစေလို့ အဝေးရကျွန်တော်မြေတာပို့တာပါသည်အကြောင်းပါပြီးခဲ့တဲ့တကူကဆုံရက်များကရာကို ပြန်မလာနိုင်တဲ့အတွက်အထူးစိတ်မကောင်းဖြစ်ရပါသည်ကျွန်တော်လည်းလာမည့်တစ်နှစ်ကြောင်းတက်ပြီးလင်းတော့ရာကိုအပြီးပြန်လာနိုင်ပါတော့မည်ကျွန်တော်အများကြီးမိတ်ဆွေကြီးကြောင်းဆရာသခင်တောက်ထင်းကိုလည်းအဆန်းရှိသမျှအကူအညီကြပါရန်နှင့်အေးချောင်းရှိပါက သူ့ကိုပင်ပြောဆိုတိုင်ပင်နိုင်ပါကြောင်းရေးသားလိုက်ရပါသည်ကျွန်တော်လည်းမြင်းချံမျိုးကိုတစ်ခေါက်လာရောက်ရန်အကြောင်းပေါ်လျက်ရှိပါသည် မြင်းချံမြို့တွင်ဒုဗမာစီယုံကြီးလာခန်းကိုမာဇူလဆန်းဆယ်ရက်တွင်ကျင်းပရန်ရှိသည့်အတွက်ဖြစ်ပါသည်။မြင်းချံကိစ္စပြီးလင်ရွာကိုလာကောင်းလာပါမည်။အဖေကိုတော့နှုံမအတိပေးပါရန်မေတ္တာရက်ခံပါသည်။တခင်မျိုးဟိဒုဗမာတာမောင်မြတ်တာမဟိကံကစာရွက်ကလေးကိုခောင်းရင်းကကိုမောင်မြတ်တာကိုတတိယနေမိသည်။အခုစာကခါတိုင်းစာရည်လိုမဟုတ်ပဲတခင်မျိုးဟိဒုဗမာတန်နေညံနေသည်ထင်မိသည်။ ကျောင်းဆရာသခင်တောက်ထိန်ပြောနေသည့်စကားတွေကိုကြိုးစားပြီးနားထောင်နေရသည်။စာကရက်တော်ညောင်မှရောက်လာခြင်းဖြစ်သည်။စာထဲမှာငင်းချန်တို့ဘမစီယုံညီလာခံက လာဇန်၁၀ရက်နေ့ဆိုတော့ခဏိပဲလာဇန်၁၄ရက်ရှိနေပြီ။အခုရွာလာမည်စွန့်လင်းရောက်ဖို့တောင်ကောင်းနေပြီမဟုတ်လား။ကျုပ်တို့လည်းကိုယ်သားဘာတွေလုံလို့လုံနေမှမသိပါဘူး။ဒါပေတည်းသူလည်းရွေးရောက်နေတဲ့ပညာတတ်တယောက်ပဲလို့ဖြေရပါသေး။ သူ့ဖခင်ကတော့ဒါဒီမကြိုက်ချင်ဘူးဆရာလေးရဲ့နိုးနေပါအောင်သူ့ဘမအစည်းယုံညီလာခံဆိုတာဘာလို့ကြတာတော့သူ့ဘမအစည်းယုံညီလာခံကမနေ့ကတပေါင်းလာတဲ့ရင်းနှံเจ้าမှာကျင်းပခဲ့ပါသေးတယ်အခုဒုတိယကြိမ်ကမြင်းချံမှာကျင်းပတာပါသူ့ဘမသခင်လူကြီးတွေလည်းပါကြပါတယ်ဤရွယ်ချက်ကတော့အင်္ဂလိပ်စန့်ကျင်ရေးနဲ့လုံးဝလွတ်လပ်ရေးရည်မှန်းချက်ပါပဲကိုယ်တိုင်ပြည်မှာကျွန်တော်တို့လူမျိုးတွေသာအရှင်သခင်ဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့အချင်းချင်းသခင်တက်ခေါ်ကြတယ် တို့ဘာမှအစည်းအဝင်သခင်တွေအစည်းအဝေးလုပ်ကြတာပေါ့တကြီးကတော့ရဲ့တို့ဘာမှအစည်းအဝင်မှာမိမတွေရောပါတလားဆရာလေးမဲ့ရင်ကန်ကစိတ်ဝင်တစားမေးလိုက်တော့ဆရာလေးကိုတောက်ထင်ကပြောနေမဲ့ရင်ကန်ကိုလည်းတလေးတစားကြည့်နေမိမတွေလည်းပါတာပေါ့မဲ့ရင်ကန်အမျိုးသမီးတွေကြတော့သခင်မခေါ်တယ်သခင်မပန်းယုံသခင်မမဲ့ရင်ကန်အဲ့ဒါလို့ပေါ့မိပန်းယုံကမဲ့ရင်ကန်မှာပြုံလိုက်ကြသည်သခင်မမဲ့ရင်ကန်သခင်မမဲ့ရင်ကန် ခုတိုင်းပြည်မှာကိုသာအရှင်သခင်ဆရာလေးကိုတောက်ထိန်ဤစကားတန်းကမဲ့ကန်နာထဲမှာပဲ့တင်ကြီးရိုင်းလျက်ရှိသည်မြင်းချံကြီးလာခမှာသခင်လေးမောင်တို့သခင်ကြီးတို့သခင်ထုံးအုပ်တို့သခင်ပါစိန်တို့သခင်အောင်ဆန်းတို့အပေါင်းရင်ကိုဇလဲ200ကျော်လောက်တက်ကြတာပါမုဆောင်ဖွဲ့17ရောက်ရွေးကြတယ်ကျွန်တော်တော့မရောက်ပါဘူးသခင်ကြီးတွားတက်လို့တည်ရတာပါဒီလိုလို့တော့အစိုးရမင်းများကကြိုက်ခဲ့လား ဘယ်ကြိုက်ပါမလဲတကြီးတော်ရဲ့အင်္ဂလိပ်စစ်ပလေးတွေမြင်းချံမှာခြေရှုပ်နေကြရောပေါ့သို့တော်ဒုဗမာစီယုံကတော့ဆက်လုကြမှာပါပဲစကားပြောနေရကဆရာလင်းကိုတောက်ထင်းဒီတိုက်ပုံတဲကပြုတ်စီဘူးကိုနှိုင်းယူပြီးတကောကောယူကဇက်ကြောတွေကိုပုတ်သည်နှခေါဝကို တရွှျွှုပ်ပုတ်သည်ဆရာလင်းကိုတောက်ထင်းညင်းနေဒီကြားကမလာအောင်က ထမင်းခုခက်ကျွေးသည်အဖေဦးသားထံမရှိတာလဲခက်ကောင်းကောင်းပြီဖေရှင်လင်းဆရာလင်းကိုတောက်ထင်းရဲ့ပြောရခနေလဲမည် ဆရာလေးနှစ်ပါလာသူကစကားတခုမှမပြောတော့လေဆရာလေးတမဲ့ရင်ဖြစ်ပုံရည်ထမင်းစားတော့ပြီးကြတော့ဆရာလေးနှစ်ဧည့်သည်တို့နှစ်ယောက်တည်းလဲဆောင်ရင်စကားတွေပြောနေခဲ့ကြသည်မိပန်းယုံကဆရာလေးတွေ့ရက်ကန်ကြပစို့တထင်ပင်နီတိုက်ပေါ်တဝစ်စားနေစားဖွဲတောက်ဖွဲများတောင်းနှစ်တလုံးလက်ဆောင်ပေးသည်လဲရောက်လာတော့ဆရာလေးကိုမအိမ်ကန်တို့အိမ်ဝင်းအဝါတီလိုက်ပို့ရင်နှုတ်ဆက်ကြသည်ဆရာလေးကမအိမ်ကန်ဘက်ကိုလှည့်ပြီးပြုံးပြုံးကြီးနှုတ်ဆက်သည်တခင်မမအိမ်ကန် ဆရာလေးတို့သွားမယ်နော်တော်ဟင်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာလေးနှုတ်ဆက်စကားကြောင့်မိန်ကန်ကြောင်သွားပြီးမှပြုံးချင်လာပြီထိုဆင်းပါပြီဝိုင်းတကားဝကိုမြင်းတစင်းနဲ့လူတရားပေါ်လာခဲ့သည်မိန်ကန်တို့ဝိုင်းရွာမှာလူတွေတပြုံကြီးစုံပြီးကြတယ်လို့ဖြစ်သွားသည်ရုတ်တရက်ဥတာထံများပြန်ရောက်လာလေသလားထင်လိုက်ကြသည်ကြည်တော်ကုန်းရွာကစီစရာဆရာကြီးသခင်ကြီး ခင်ကြီးကမြင်းပေါ်ကဆင်းပြီးမြင်းဆက်ကျိုးကိုကင်ထားရင်းကချီတုံချတုံဖြစ်နေသည်ခြံအတွင်းဘက်ကိုလည်းလှမ်းကြည့်သည်ဆရာလေးကိုတောက်ထိန်တို့လည်းကလည်းထွက်မဖြစ်သေးပဲတောင်းထားရတော့သည်တခင်ကြီးဘာများပါလဲဝကြီးမင်းရှိသလားမရှိဘူးခမညတော်ပါသေးရဲ့မပြောမပြင်းမတီးမမြီပဲပြုံးအခုပဲရွာကိုလူကြုံရောက်လာတဲ့ငင်းချန်တို့ဘက်မှာအစီအုံပြီးတဲ့ရံမှာတခင်နေတော်တော်ဖန့်ခံရတဲ့ ကြုတ်ကြရသလားသခင်တန်းပါတယ်သခင်မစိန်ပါတယ်သခင်ညီပါတယ်သခင်အောင်စန်းပါတယ်သခင်ထွန်းမြင့်ပါတယ်အားလုံးညီသွားကြသည်နှာယုံလိုက်တဲ့ပြင်လယ်သမားကြီးစုတ်သက်တန်တကြွကြွကလွဲလီအားလုံးတောက်တောင်ကြီးတွေဖြစ်သွားကြသည်သခင်ကြီးကတအောင်ကြမှာစကားဆက်သည်တကြီးကတော့စိတ်ထိန်ပါဗျာသခင်မြတ်သားလည်းဖန်ခံရသည်နားစင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်